အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောသွားမှာတော့ဒီတမညာဖလာကာရိုနစ်ဖြစ်ပေါ်လာပုံနဲ့ကျွန်တော်ဇာပေမိတာရနဲ့ဇာသာတာဖာနဲ့ဦးရဖြစ်ပြလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဇာလန်လေးကကျွန်တော်တို့လူတိုင်းလူတိုင်းဗုဒ္ဓဘာသာနဲ့ကြားဦးမယ်ထင်ပဲကျွန်တော်အခုပြောသွားမှာကျွန်တော်တို့ခေတ်တွေးခွင့်မြင်တဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီတမညာဖလာကာရိုနစ်ဖြစ်ပေါ်မလာခင်မှာအာနာသိမ့်မှုဖြစ်စဉ်လေးတွေးဖြစ်ခဲ့ရပါတော့ကျွန်တော်ဇာလန်ကဘယ်လိုဆောက်ခဲ့ရလဲဆိုတော့ ကျွန်တော်တို့ဝေဒီမိပြားကြီးမှာဒီတန်နေတည်ရယ်ပေါ့နော်အဲ့မှာသူကချင်းချင်းဗာတက်တယ်လို့ဆိုတော့သူရှင်ပြန်ရဲ့ဒီဗေမေတ္တာမင်းကြီးလက်မောင်းသေးကိုဖောက်ချင်ပါရဲ့ဆိုတော့ဒီပုံနာကြီးတွေကပေါ့နော်ဒါဟာဖောက်ကိုတတ်မဲ့တာမမွေးနဲ့ဗာမမွေးနဲ့ပြောတာပေါ့အဲ့မှာဖာကင်ကလည်းသူ့မှာတာမရှိသေးဘူးဆိုတော့သူဒီတောက်မရရအောင်မွေးမယ်ဆိုပြီးတော့အဲမိပြားကြီးကလည်းမရဖြက်ဖြက်ချရယ်ပေါ့နော်ကြောင်ရုံနဲ့ဒါပေမဲ့ဒီကလေးကမွေးလာခဲ့ပဲမွေးလာပြီးနောက်ပိုင်းမှာတော့သူကဖေးဖေးကြည့်လာတော့ သူနဲ့တော့ပေါင်းမိရောဆိုတော့သူကဒေဝရနဲ့တော့ပေါင်းမိအောင်နော်ဒေဝရကလည်းအဲ့အချိန်မှာဖုန်းကိုကြီးနေရပါတော့နော်အာရှင်ဒေဝရကလည်းသူဘုရားဘုရားဖះရှင်ရဲ့ဒီလက်ဝဲရနဲ့လက်ရှင်သာရိပုတ္တရာတို့ရှင်ဘုက္ကလန်တို့တောင်းပါရဲ့မရတဲ့သင်္ကန်းတွေဆန်းနေကိုဒေဝရကလည်းအာဖုန်းကြီးပြီးတော့ဒီချိန်မှာသူဖုန်းကြီးနေတဲ့အချိန်ဆိုတော့သူတကိုးတွေများများပြနေတဲ့အချိန်ဆိုတော့ဒေဝရကတော့ကူးကွယ်ရပါတော့နော်အဲ့အချိန်မှာသူကလိုတော့ဆိုတော့ဟာအဲ ူဇာသလာကိုသူ့တပည့်ကိုမြှောက်ပြရပေါ့အာမင်ဒီဘိုဒီဘဲတေအောင်လေးဆောင်းနေပဲဂျင်းပဲဂျင်းမနန်းတဲအောင်လို့ဖာညာဆိုပြီးတော့သူကလည်းဒီဘရက်ကလည်းပြောဟောကောင်းကောင်းဟောကလေးကလည်းငငယ်နေဆိုတော့သူနန်းတဲ့ချင်းတာဆိုတော့ကိုက်ဖြစ်သွားပြီးတော့သူအာနာသိမ့်မှုဖြစ်သွားတယ်ပေါ့နော်အာနာသိမ့်ပြီးတော့သူ့ကိုဒီသူ့ဖေကိုပဲသူကထောင်ထဲမှာထောင်ထဲချရပေါ့ထောင်ထဲချပြီးရဲ့အချိန်မှာပဲသူ့မှာလည်းကလေးလေးမွေးရပေါ့နော်ကလေးမွေးတဲ့အချိန်မှာသူကအဲ့အချိန်မှာဝင်းကြီးဝင်းကြီးနှစ်ပါးလာတာပေါ့သူကတရင်စိုးယူလာတဲ့ တည်င်းစိုးကိုယူလာတဲ့ဝင်းကြီးရဲ့တည်င်းကောင်းကိုယူလာတဲ့လုံကြီးရဲ့အဲ့ရှင်မှာဆိုဝင်းကြီးနှစ်ယောက်တွေ့ပြီးတော့ဘယ်ဟာယင်ပြောမလဲဆိုပြီးတော့သူတို့ကတိုင်ပင်ကြအောင်နော်အာတည်င်းဟိုမှာသူတည်င်းစိုးကတော့ဗျာသူဖခင်ဘေမင်းတာရာမင်းကြီးကတော့ဟောနောက်ဆန်းသွားပြီပေါ့နောက်ပြီးတော့တည်င်းကောင်းကတော့သူ့မှာတားတားတော့လေးမွေးလာပြီပေါ့ဗျာအဲ့ချိန်မှာသူကဝင်းကြီးတစ်ပါးကဘယ်ဟာတည်င်းကိုယင်ပြောမလဲဆိုတည်င်းကောင်းကိုယင်ပြောမယ်ဆိုဖြစ်သွားအဲ့ချိန်မှာသူက ဗျင်းကြီးဗျင်းကြီးကိုရှောက်တာပေါ့ဗျင်းကြီးတရင်စိုးနဲ့တရင်ကောင်းပါလာတယ်ပေါ့ကျွန်တော်တို့တရင်စိုးတရင်ကောင်းအရင်ပြောရမယ်အေးတရင်ကောင်းဘာတော့ဆိုတော့ရှင်မင်းကြီးရဲ့မြေပြားမှာပေါ့နော်သူတားတော့လေမွေးပြားမွေးဖွားမြင်ပါလေဆိုပြီးတော့ပြောရတယ်သူတားပြောသွားပါတော့သူတားချက်သွားပေါ့အဲ့မှာဖောက်ကင်စိတ်တားဝင်လာပြီးတော့အဲ့မှာသူသူမေကိုမေးတာပေါ့သူကျွန်တော်တို့ကရောသူဖောက်ကင်ကြီးကဒီလောက်ချက်ဒီလိုချက်တာလားဆိုတော့အေးတဲ့နင်းတော့အဲ့ထက်တောင်ပိုပါတယ်တဲ့ဟိုလက်မှာခုနာဖောက်တဲ့ချိန်မှာသူက ကရွင်းထဲမှာပြီးပောက်သွားအောင်ပြီးငုံချအောင်เนาะဒီအချိန်မှာနိုးသွားမှာတော့အဲဟာပြီးတော့မှာကရွင်းထဲမှာမျိုးချရတော့ပေါ့เนาะအဲ့မှာနောက်ဘင်းညငါဖားကိုလှုပ်စေဆိုပြီးပြောတော့တတင်းစိုးတစ်ခုရှိပါတယ်ခင်ဗျာတဲ့အခုကတော့ရှင်ဘင်းကြီးရဲ့မိတော်ကြီးကနားဆန်သွားပြီဆိုအဲ့အချိန်မှာသူကဘလုံးမမှီတော့ဘူးပေါ့เนาะနောင်တရတတိကြီးနဲ့ဖြစ်သွားပြီပေါ့အဲ့ဟာနဲ့သူကဘလို့တော့ဆိုတော့ညတော့ကြတိုင်းနေအိတ်မပြောတော့ဘူးဗျအိတ်မပြောတော့ဒီဝင်ကြီးတွေ ခေါ်တာပေါ့နော်ငါ့ကိုဖရာသူအဲ့ရှင်မှာလဲဝင်းကြီးတွေကလဲဝင်းကြီးဝင်းကြီးခုနှစ်ပါးရှိတာပေါ့နော်ဝင်းကြီးခုနှစ်ပါး6ပါးတော့သူကဒိဋ္ဌိဆရာတွေနေတိုင်းပို့ဘလို့မှသူစိတ်ကမပြေပြောက်ဘူးပေါ့နော်ဒီဒိဋ္ဌိဆရာကြီးတွေကနေပြီးတော့အော်ဒီဟာတတ်တာပြည့်မဖြစ်ဘူးဒါတန်နေရာဆိုတာလည်းမရှိဘူးဆိုပြီးတော့ဟောနောက်ဆုံးရကျတော့အာဇီဝကောက်ကိုမေးလိုက်တော့ဘုရားရှင်ဒီခေါ်သွားမယ်ပေါ့ဘုရားရှင်ဒီကိုမတေချာချန်ရနေပါရင်လည်းတေချာခေါ်သွားပြီးတော့အဲ့မှာဒီတဇောင်မုံလာပြည်နေမှာတမညာဖလား တော့တော်ကြီးကိုဖះရှင်ဟောရဲ့အချိန်မှာသူ့စိတ်တွေပြေပြောက်သွားတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကဒါကတော့လူတိုင်းသိရယ်ပေါ့နော်ဒီကျွန်တော်တို့ဒီဖြစ်ပြမတိုင်ခင်မှာဖခင်ကဒီသားတော်ကိုတတ်မယ်သူ့ဒီဗေမိတာရရဲ့မှာပေါ့ရင်တော့တော့ဗေမိတာရရဲ့မှာပေါ့နော်ဗေမိတာရဘယ်လိုလုပ်ဆိုတော့သူ့သားတော်ကိုသူ့သားတော်ကသူ့ကိုတတ်မယ်ဆိုတာသိရတဲ့အနေဟုတ်လားဘာလို့ဖះရှင်စီမပို့ရတော့အဲ့မှာဗျာနာလိမေတစ်သေးကသူ့ရဲ့သားကာလာအာကာလာမင်းသားလေးကို ဘုရားဖျားရှင်ကြီးပို့တာဆက်တော့ तू ကမတွားချင်ဘူးအနာတိုင်ဝင်ရတာဘယ်လိုပို့တော့ဆိုတော့မင်းဒီနေ့ကိုသဘေအားတရားပေးမယ်သွားနောက်နေ့ကျသဘေအားနေရာပေးမယ်သွားဆိုတော့ तू ကသွားပါများလာတော့တစ်ပါပါများတော့တတော့ဘယ်လိုပြောလာတော့ဆိုတော့အဲကာလာမင်းသားလေးကအနာတိုင်ဝင်တရရဲ့သားပါနော်အာဘာခင်ဗျားတို့ဒီပက်ဆန်မလိုချင်တော့ဘူးကျွန်တော်ဒီဟာဘာလို့တော့ဆိုတော့မင်းမတွားချင်တော့ဘူးလားမဟုတ်ဘူးကျွန်တော်တရားဒီဖျားရှင်ဟောတဲ့တရားရဲ့တည်သွားတော့ဒီပက်ဆန်ပေါ်ကနေကျွန်တော်ကိုယ်ကိုသွားပါတော့မယ်ဆိုဖြစ်သွား အဲ့ဒီမှာဘိမိတရာမင်းကဒီတားတော်လေးကိုသူကလွတ်ထားတယ်ပေါ့နော်ဒါကသူ့အမပေါ့နော်မှန်ကတော့ဘိုးတော်ဖျားရှင်ဒီမှာသူကပို့ထားဖြစ်ဖြစ်တဲ့နေနဲ့ပို့အောင်ပေါ့နော်ဒါကသူ့ရဲ့အမပေါ့နော်ယင်းတော့တော့သူ့ရဲ့အမပေါ့နောက်တစ်ခုကကြတော့သူကဒီဒေဗရနဲ့ပေါင်းပြီးသွားပေါ့နော်အဲဆရာတင်မှသွားပေါ့အာဇာတကနောက်ဆုံးဒုတိယဆရာတော့ဒေဗရနဲ့ဆရာတင်လိုက်တော့ဆရာတင်မှပြီးတော့ကျွန်တော်တို့ဒါ ဒီဖတ်တတ်တဲ့မှုကြီးကိုကျူးလွန်သွားရပေါ့နော်ဒီဖတ်တတ်တဲ့မှုကြီးဒါကျူးလွန်မထားရမြတ်ဒီဇာတတ်ကဘလိုပဲဖြစ်ဖြစ်ဒီဖျားရှင်နဲ့တွေ့ပြီးတော့အော်ချွတ်တန်းဝင်မှာပေါ့နော်သောတာပန်နေပါလေဖြစ်မက်မတရားဖို့တရားရပါမယ်ခုတော့သူကငရဲမှာကြာခံပြီးတော့ဒါပေမဲ့ဇာတတ်နဲ့ဒေဝတာနဲ့ဟိုးနောက်ကဘာတွေမှာသူကဖျားဗျာဒိတ်ပေးပြီးသားပေါ့နော်ပြစ်စကဗုဒ္ဓဖြစ်မယ်ဆိုတာကိုဗျာဒိတ်ပေးပြီးသားဖြစ်ပါတယ်ဒါပေမဲ့ခုတော့တအားနောက်ကြသွားရပေါ့နော်ဇလန်လေးကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့မိပါရီရေတင်ကန်းသာယူလို့ရတယ်လို့ ကျွန်တော်တို့တာသမီတွေလည်းတင်ကန်းသာယူလို့ရတယ်ဗောနော်မိတ်ဆွေတငယ်ချင်းတွေလည်းတင်ကန်းသာယူလို့ရပါတယ်ဘာလို့ဆိုမိဘတွေကကျွန်တော်တို့ဒီငယ်ချင်းခဲ့ရတဲ့နာဒီကိုတာသမီလေးကိုပြုစုပြုစုပြိုးထောင်ပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့တားလိမ်မှာသမီးလိမ်မှာလေးဖြစ်လာရမှာဗောနော်ဒီဥမာနာသရင်ဖေးနဲ့ဗိမိတာရာကိုဥမာကြည့်ဗျာကျွန်တော်တို့ကိုယ်တိုင်ကလည်းဘယ်လိုတော့ဆိုတော့ဟောကိုကကိုဆရာတင်တဲ့လူတွေကိုအားကြနေတဲ့လူတွေသူ့နေတဲ့လူတွေကဘယ်လိုလူတွေလဲဆိုတာရှိရနော်ကိုမိတ်ဆွေတွေကဘယ်လိုမိတ်ဆွေတွေလဲကိုဆရာတင်တဲ့လူတွေကဘယ်လိုဆရာတွေလဲဆိုတာရှိရ တစ်ချက်လိုပဲပေါ့နော်။ဒါသက်ကလည်းရှာစီသမားတော်ယူကနေပေါ့ယူဖျားရှင်စီရောက်သွားတယ်ပေါ့။ဒါလည်းမိတ်ဆွေစီလိုရဲဆိုတော့ပြတ်သွားတာဖြစ်ပါတယ်။အဲ့တော့သူမှားတော့ပြင်လို့မရတော့ဘူးပေါ့နော်။ဒါဖျားရှင်တော်မှာလည်းကယ်လို့မရတော့ဘူးပေါ့နော်။ကျွန်တော်တို့ဘွားတွေမှာလည်းကယ်လို့မှားခဲ့ပြီဟာရေဘယ်လိုပြန်ပြင်မလဲ။ဥပမာဒီလိုမှားရင်ထပ်မဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့တွေးလို့ရတယ်ပေါ့နော်။အဆုံးမိတ်မှာတော့ဒီသက်ကဒီဖျားရှင်တစ်ချက်မှာပေါ့နော်။ဒီတာမန်ပုလူရှင်ဘွားနဲ့ကြည်ညိုဆုံးလူ ြည်မျိုးစုံပုဂ္ဂိုလ်ဖြစ်သွားတယ်ဗောနပထမတန်ခါရနာတင်ကြီးဥစားသတ်မင်းကိုတိုင်ပဲဦးစီးပြီးကျင်းပခဲ့ရဖြစ်ပါတယ်ဒီဖះရှင်လက်ထက်သာသနာမှာလည်းသူကပုရုရှင်အနေနဲ့ကြည်မျိုးစုံပုဂ္ဂိုလ်ဖြစ်ဒီကြည်မျိုးစုံပုဂ္ဂိုလ်ဖြစ်တယ်ဗောနအဲ့တော့ကျွန်တော်ဒီနေ့တွေးမိဒီတာမညာဖလက်ကာတော်နဲ့သဘောလာပြီးနေမှာကျွန်တော်စိတ်ကူးရလို့တင်ပြရလေးဖြစ်ပါတယ်ဆုံးလေးအားလုံးပဲအားလုံးကျေးဇူးတင်ပါနောက်ပြန်ပြန်ဆုံးလေးကြပါစို့ခင်ဗျာ